ားကလေးတို့ရေဒီချက်ကတော့ grade 6တိပ်ပန်းတင် जा ပေးမယ့်တစ်ချက်ချမ်းဖြစ်ပါတယ်။အခန်းနှစ် drug သင်ခန်းစာလေးကပျော်မှန်ခဲမှန်နဲ့စုမှတ်များအကြောင်းကိုတချို့တို့ဆက်ပြီးတော့လေ့လာကြရအောင်။ကဲဟုတ်ပြီ။အဲ့တော့ပျော်မှန်ခဲမှန်နဲ့စုမှတ်ကဲပုံလေးကိုကြည့်ပါ။အဲ့တော့လုပ်ငန်းတစ် ကျောင်းသုံးစာအုပ်ပါပုံ130ကိုကြည့်ပြီးတော့မှ အခဲကိုအပူပေးလို့ရှိရင်အခဲမှာရှိတဲ့အမှုန်လေးတွေဘလို့ပြောင်းလဲသွားပါမလဲအပူစွမ်းရင်ရရှိပြီးအခဲရှိအမှုန်လေးများဟာမူလထက်ပိုပြီးတော့မှလှင်မြန်စွာ စတင်လှုပ်ရှားပါမယ်။ဟုတ်ပြီနောက်တစ်ခုကတော့အမှုန်လေးများအချင်းချင်းဆွဲရအပူစွမ်းရင်ရရှိတဲ့အခါမှာအနေအထားပြတ်တောက်ပြီးတော့မှမူလအခြေအနေမရှိတော့ဘဲအရေးအခြေအနေတို့ပြောင်းလဲသွားပါတယ်။ အဲ့ဒီအရေးအခြေအနေမှာဆိုလို့ရှိရင်တော့အမုံလေးတွေဟာပို၍လွတ်လပ်စွာလှုပ်ရှားနိုင်ပါမယ်။အဲ့ဒီရဲ့ဖြစ်စဉ်ကိုအခြေခံပြီးတော့မှတကယ်တော့အငွှဲ့ကိုအရေးခံရင်ဘလို့ဖြစ်ပါမလဲ။ဟုတ်ပြီ။တခြားသားတို့သမီးတို့ကစာအုပ်လေးထဲမှာပုံလေးနဲ့ဖြည့်ဆို့ကြည့်ပေးပါ။အငွှဲ့ကိုအရေးခံမယ်ဆိုလို့ရှိရင်အငွှဲ့ရှိအမုံလေးတွေဟာအရေးရှိအမုံလေးတွေအဖြစ်နဲ့ပြောင်းလဲသွားပါမယ်။ကဲအဲ့ဒီပုံလေးကိုဆွဲကြည့်ပေးနော်။ လုပ်ငန်းနှင့်အရေးပြောခြင်းအဲ့တော့ကျောင်းသုံးစာအုပ်ပါ ပုံ27မိုင်းနဲ့เนาะ -30 ဒီဂရီဆယ်စီယက်ကနေပြီးတော့မှ100ဒီဂရီဆယ်စီယက်ပါတဲ့သာမိုမီတာကိုဒီကျေတော့ထောက်တိုင်းမှာညှက်မယ်ကဲပုံလေးကိုကြည့်ပြီးနော်အဲ့တော့ဇောက်တင်ပြီးတော့အဝကျဲတဲ့ဖန်ခွက်ငယ်တစ်ခုကိုဒီကျေတော့ယူပါမယ်ဖန်ခွက်အောက်ခြေမှာ1စင်တီမီတာခန့်အကွာမှာသာမိုမီတာရဲ့ပြားထိပ်ရှိမယ် ပြီးသွားရင်ရေခဲတုံးငယ်ကိုဖန်ကွက်ထဲမှာသာမိုမီတာကိုဝင်းရမ်းပြီးတော့မှထင်းညင်းစွာတကယ်လို့ထည့်ပါမယ်။သာမိုမီတာရဲ့အပူချိန်ဟာအခန်းအပူချိန်ကနေပြီးတော့မှ0ဒီဂရီဆက်စီယက်ကိုတဖြည်းဖြည်းကျဆင်းသွားမယ်။အဲဒီနောက်မှာတော့0ဒီဂရီဆက်စီယက်ကနေပြီးတော့မှတဖြည်းဖြည်းအပေါ်သို့တက်လာမယ်။ရေခဲမှန်းအရေးပျော်ပြီးတော့မှရေနဲ့ရေခဲအတူရှိနေတဲ့အပူချိန်ဟာ0ဒီဂရီဆက်စီယက်ဖြစ်ပါတယ်။အဲ့တော့အခဲအဖြစ်မှအရေးဖြစ်သို့ပြောင်းလဲသော အပူချိန်ကို ပျော်မှတ်လို့ခေါ်ပါတယ်ကွယ်အဲ့တော့ရေခဲဟာ0 degree celsius ရဲ့မှာအရေးပျော်တယ်ထို့ကြောင့်ရေခဲရဲ့ပျော်မှတ်ဟာဆိုလို့ရှိရင် 0°C ဆက်စီရဲ့ 32°F ဖာရင်ဟိုက်ဖြစ်ပါတယ်ကွယ်ကဲအဲ့တော့ဒီချက်နဲ့တူတူအဓိကချက်ကလေးကို ပြောကြည့်ရအောင်အခဲအဖြစ်မှာအရေးအဖြစ်တို့ပြောင်းလဲသောအပူချိန်ကိုပျော်မှတ်လို့ခေါ်ပါတယ်ရေခဲရဲ့ပျော်မှတ်ဟာ 0°C ဆက်စီရဲ့ 32°F ဖာရင်ဟိုက်ဖြစ်ပါတယ် ကဲဟုတ်ပြီဒီချေတော့သင်ခန်းစာလေးရဲ့နှစ်ကိုသွားမယ်ခဲချင်းနဲ့ခဲမတ်စုချင်းနဲ့စုမတ်ကိုဒီချေတော့ဆက်လေ့လာမယ်လုပ်ငန်း၁အရေးခဲချင်းကဲပုံလေးကိုကြည့်ပေးပါအခဲအရေးပြောချင်းဖြစ်စဉ်ကိုအသုံးပြုပြီးတော့မှအရေးခဲချင်းဖြစ်စဉ်ဖြစ်ပေါ်ပုံကိုဒီချေတော့ခံမှန်းကြည့်ရအောင်အခဲရေပြောခြင်းမှာတချေတို့တရုပ်ပြပုံကိုတချေတို့နမူနာယူပြီးတော့မှအရေခဲခြင်းကိုတချေတို့ပုံနဲ့ဖော်ပြမယ်။ ြီးသွားရင်အရေအဖြစ်မှာအခဲဖြစ်တို့ပြောင်းလဲခြင်းကိုအရေခဲခြင်းလို့ခေါ်ပါတယ်။ထို့တို့ပြောင်းလဲတဲ့အပူချိန်ကိုခဲမှတ်လို့ခေါ်တယ်။အဲ့တော့ရေဟာ0ဒီဂရီမှာ ခဲပါတယ်။ထို့ကြောင့်ရေရဲ့ခဲမှတ်ဟာ0ဒီဂရီဆက်စီရဲ့32ဒီဂရီဖာရန်ဟိုက်ဖြစ်ပါတယ်ကွယ်။လုပ်ငန်းနှစ်အရေးစုခြင်း ကဲအယေစုချင်းဖြစ်စဉ်ကိုအခြေခံပြီးတော့မှအယေစုချင်းဖြစ်စဉ်ကိုဒီကျေတို့ခံမှန်းကြည့်ရအောင်ဒီကျေတို့ပုံလေးကိုကြည့်ပေးပါရေဟာ100ဒီဂရီဆက်စီယံမှာစုပွက်ပါတယ်ထို့ကြောင့်ရေရဲ့စုမှန်ဟာ100ဒီဂရီဆက်စီယံ212ဒီဂရီဖာရန်ဟိုက်ဖြစ်ပါတယ်ကွယ် ကဲဟုတ်ပြီဒါဆိုရင်ဒီကျဲတို့အဓိကချက်ကလေးကိုဆက်ပြီးတော့လေ့လာမယ်ကဲအဓိကချက်ကလေးမှာဆိုရင်တော့အရေးအဖြစ်မှအငွေ့ဖြစ်သို့ပြောင်းလဲတဲ့အပူချိန်ကိုစုမှတ်လို့ခေါ်ပါတယ်ရေရဲ့စုမှတ်ဟာ100ဒီဂရီဆယ်စီယက်212ဒီဂရီဖာရင်ဟိုက်ဖြစ်ပါတယ်စုမှတ်အောင်အပူချိန်များမှာအရေးမှအငွေ့ဖြစ်သို့ပြောင်းလဲခြင်း အငွေ့ပြန်ခြင်း evaporation ဖြစ်နိုင်တယ် အရေးအဖြစ်မှာအခဲဖြစ်သို့ပြောင်းလဲတဲ့အပူချိန်ကို ခဲမတ်လို့ခေါ်ပါတယ်။ရေဟာ0 degree Celsius မှာ ခဲတဲ့ထို့ကြောင့်ရေရဲ့ခဲမတ်ဟာ0 degree Celsius 32 degree Fahrenheit ဖြစ်ပါတယ်။အပူချိန်0 degree Celsius 32 degree Fahrenheit ဟာရေရဲ့ခဲမတ်အရေမှအခဲဖြစ်ချိန်ရှိအပူချိန်ဖြစ်တဲ့သို့ရေရဲ့ပျော်မှတ်အခဲမှအရေဖြစ်ချိန်ရှိအပူချိန်လည်းဖြစ်ပါတယ်ကွယ်။ ဲဒါဆိုလို့ရှိရင်ဒီချေတို့ရအခန်းနှစ်ကိုပြန်လဲသုံးသပ်ရမယ်ဆိုလို့ရှိရင်တော့ဒီချေပြထားတဲ့ဇာတ်လေးကိုတားတော့သမီးတို့ကြည့်ပေးပါဟုတ်ပြီနော်ကဲ drag အဲ့တော့အခန်းနှစ်ရဲ့ drag မှာမှဒီချေတို့က drag ရဲ့အခြေအနေအဲ့တော့ drag အခြေအနေက၃မျိုးရှိတယ်အခဲအရင်အငွေ့ပြီးတော့အောက်မှာ drag ဒရက်မှာမှာဒရက်ရဲ့ဝိသေသလက္ခဏာတွေကလည်း၃မျိုးပဲအခဲမှာဆိုရင်တော့တိကျတဲ့ပုံသဏ္ဍာန်ရှိတယ်တိကျတဲ့ဒုတွေရှိတယ်ဖိသက်၍မရဘူးအရင်မှာဆိုရင်တော့တိကျတဲ့ပုံသဏ္ဍာန်မရှိဘူးတိကျတဲ့ဒုတွေရှိတယ်ဖိသက်၍မရဘူးအငွေမှာဆိုရင်တော့တိကျတဲ့ပုံသဏ္ဍာန်မရှိဘူးတိကျတဲ့ဒုတွေမရှိဘူးဖိသက်လို့တော့သူကရပါတယ်ကဲဒရက်မှာမှာဒရက်တို့ရဲ့အခြေအနေပြောင်းလဲခြင်းအခဲအရေးပြောခြင်းဆိုရင် အရေးဖြစ်မယ်အရေးကနေအငွေ့ပြောင်းခြင်းဆိုရင်အငွေ့ဖြစ်မယ်ဒီလိုပဲအငွေ့ကနေပြီးတော့မှငွေ့ရဖွဲ့လို့ရှိရင်အရေးဖြစ်မယ်အရေးကနေအရေးခဲခြင်းဆိုရင်အခဲပြန်ဖြစ်မယ်ဒါတိုင်းလေးလည်းရှိတယ်ဒါကတော့အခဲကနေအငွေ့ဒါတိုင်းပြောင်းလဲတယ်ဓာတ်ရိုက်ပြောင်းလဲတာကိုကြတော့တချေတို့ကအခဲအငွေ့ပြောင်းခြင်းလို့ခေါ်ပါတယ်ကဲဒီသင်ခန်းစာလေးကတော့အခန်းနှစ်ရဲ့ drama သင်ခန်းစာလေး ်ပျော်မတ်ခဲမန်းနဲ့စူမတ်နဲ့ပြီးတော့အခန်းနေရဲ့ dress ရဲ့ပြန်လည်သုံးသပ်ခြင်းနေပဲဖြစ်ပါတယ်။ကဲဒီချဲနဲ့အတူတူသားတို့သမီးတို့လည်းလေ့လာခဲ့ပြီးပြီဆိုတော့သင်ခန်းစာလေးကိုဒီမှာရက်ပြီးတော့နောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော်။